ဂျာသာတုတ်ကြီးနဲ့လေဘော်တို့ကအိမ်ရောက်ပစ္စည်းပို့ပေးတဲ့ခေါင်းလေးတွေပါ။ customer တွေကပစ္စည်းမာရင်အရင်ဦးအောင်အတည်ပြုပေးနိုင်သူကပို့ပေးရပါတယ်။အစားတောက်မာတဲ့အခါမှာတော့လူတွေသာမကတရေကြီးကလည်းမှာကြပါတယ်။ပိုက်ဆံကအရင်ရှင်းမိတာဖြစ်တာကြောင့်တရေချောင်းမှန်းတည်ပြီးမြတ်သွားပို့ပေးကြပါတယ်။ဂျာသာတို့တုံယောက်ကအိမ်တိန်ကထမင်းမာတာကြောင့်သွားပို့ပေးကြပါတယ်။အိမ်ရှိကိုရောက်ပြီးမှမဝင်ကြသေးဘဲနဲ့အိမ်ကိုအကဲခန့်နေကြပါတယ်။အိမ်ကလူမရှိတဲ့အိမ်ဖြစ်နေခဲ့ပြီးတော့ပိုက်ဆံများများရတာကြောင့်လာပို့ခဲ့ကြတာဖြစ်ပါတယ်။အိမ်ထဲမှာတည်ခဲ့ကြတဲ့လူတွေကလည်းဖောက်ပြန်တဲ့ယောက်ျားကဖောက်ပြန်တဲ့မိမကိုသနက်နဲ့ပြစ်တတ်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ယောက်ျားဖြစ်သူကသူ့ကိုယ်သူ တနက်နဲ့ပြန်ပစ်ခဲ့တယ်ဆိုတဲ့တမိုင်းချောင်းရှိခဲ့ပူပါရီတကားကိုခောက်ခဲ့ပြီးတော့နောက်ပြန်လှည့်ဖို့လုပ်နေတုန်းမှာတကားကပွင့်သွားခဲ့ပါရီမှားထားရဲ့ပါစေကိုထားခဲ့ဖို့အထဲကိုဝင်သွားတယ်ဆိုရင်မဲသူတို့ကိုသူတို့တင်မမသိသေးတဲ့တရဲလင်မယားနှစ်ယောက်ကစကားထိုင်ပြောနေကြတာကိုမြင်ရပါရီယာစာတို့ကြားခဲ့သလိုမျိုးပဲယောက်ျားမိမကိုအရင်ပြစ်တက်လိုက်ပါရီသူကိုသူပြန်ပစ်ဖို့လုပ်နေတုန်းမှာလေဘောကချီပေါက်လိုက်တာကြောင့်အတန်ကြားတဲ့တရဲကမိမရဲ့နောက်လင်ငယ်ဆိုပြီးတော့လိုက်ရှာပါတော့ရီယာစာတို့ကမြင်ရပြီးမဲမောင်တရဲကတော့မတွေ့ရပါဘူးယာစာတို့ကဟိုဘက်တိုးတီဘက်တိုးရင်းနဲ့လေဘောရဲ့နောက်ဆုံးပေါက်တဲ့ဤလုံးကအတန်ကျဲသွားပါရီမောင်တရဲကအတန်ကြားရတဲ့နဲ့ပြစ်ပါ ါရော်ရင်ဂျာသာတို့ကရှောင်းလိုက်ပြီးတော့ထမင်းတုပ်ကိုထားခဲ့ကတုတ်ချစ်တင်ပြန်ထွက်သွားကြပါရော်ရင်ကက်စတမာရီစီကအမဝင်တော့အလူရက်နှစ်ကြရင်နဲ့လေဘောကဆေးရုံအဟောင်းစီပို့မဲ့အမကိုရရှိသွားခဲ့ပါရင်တရေချောင်းမန်းတီးပေမဲ့မကြောက်ဘူးဆိုပြီးတော့နောက်ပြောင်ကလိုက်လွင်ရင်းနဲ့စကားပြောနေပါရင်မျက်နှာရှိတဲ့တေကပေါ်လာတဲ့တရေချောင်းလေဘောတယောက်မိလဲသွားခဲ့ပါရင်ဂျာသာကလည်းဖုံးဆိုင်ကမင်းမချော်လေးရဲ့အမကိုတွတ်ပို့ပေးပါရင်ဟျူးကမင်းမချော်လေးဖြစ်တာကြောင့်ဆိုင်ကမသွားကျင်သေးတဲ့ဂျာသာကဘာမှမဖြစ်တဲ့ဖုံးကိုပြတ်တယ်ဆိုပြီးတော့ပြပါရင်ဖုံးကအတန်မြီသွားတာကြောင့်ဂျာသာရှက်ရှက်နေပြီးဖုံးကိုကန်လိုက်ပါရင်ဆေးရုံဟောင်းမှာဒုက္ခရောက်နေတဲ့လေဘောကိုတွတ်ခဲ့ကြပါရ ါပြီ။ဂျာဇာကငယ်ကတည်းကတရေတွေကိုမြင်ရလေးရှိသူပါ။တရေပေါင်းစုံကိုရင်ဆိုင်ပြီးတော့လီဘောကိုခေါ်ထုတ်ခဲ့ပါရီ။ဒီတခါမှာတော့ဖုံးကအမှန်တကယ်ကြာခွဲသွားခဲ့ပါရီ။ဖုံးကအခြေအနေဆိုရာကြောင့်မလို့အသေးဝယ်လိုက်ဖို့ယူယူကအကြံပေးပါရီ။ဂျာဇာကဖုံးတယ်လဲမွေးနိုင်တဲ့အပြင်လောက်တက်ကလည်းဖုံးလုံနေပါသေး။ယူယူကပဲသူမရဲ့ဖုံးဟောင်းကိုယာဇာကိုပြေးကင်လိုက်ပြီးတော့ပြင်ထားပေးမယ်လို့ဆိုပါရီ။ဖုံးပြင်လို့မပြီးမချင်းယာဇာယူယူစီကိုနေတိုင်းသွားပါရီ။တရေမှာတော့ယူယူကယာဇာနဲ့စကားပြောရင်းနဲ့ရုတ်တရက်ချောင်းဆိုပါရီ။ချောင်းဆိုရင်းနဲ့တွေးပါလာတဲ့ယူယူကိုအမေဖြစ်သူတော်ရင်ကအိမ်ကိုပြန်ခေါ်သွားခဲ့ပါရီ။ယာဇာလည်းစိတ်မကောင်းစွာနဲ့ကြောင်ကြည့်ကြည့်နေပါရ တယ်။နောက်နေ့မှာတော့ယာဇာကယူရဲ့ဖို့ကိုသွားပြီးတဲ့အခါမှာယူကတေးပြီးဆိုတာကိုဒေါ်ရင်ကပြောပြပါတယ်။ယာဇာကလည်းမယုံနိုင်အောင်ဖြစ်သွားခဲ့ပြီးတော့သူလိုက်ကြော့ချင်ပါတယ်လို့ခွင့်တောင်းပါတယ်။ဒေါ်ရင်ကဖုန်းကိုအပိုင်ယူလိုက်လို့ပြောပြီးတော့မလာခင်းနဲ့လို့ပြောကထွက်သွားပါတယ်။ယာဇာကယူရုတ်တရက်တီးရတဲ့အကြောင်းရင်းကိုသိချင်တာကြောင့်ယူရဲ့ဖုန်းတွေကပုံချိုကိုကြည့်ပါတော့တယ်။ယူကသူမမိဘရင်းနဲ့တူတူတွဲရိုက်ထားတဲ့ပုံကိုတွေ့သွားပါတယ်။ပုံထဲမှာအဖေဖြစ်သူကတနက်နဲ့ကိုကိုကိုပြစ်တက်ခဲ့တဲ့မောင်တီးရဲ့ဖြစ်နေပါတယ်။တိလိုက်ရတာကမောင်တီးရဲ့ကလည်းယူတို့သားမိကိုထားခဲ့ပြီးတော့အငငယ်နောင်ထားခဲ့တာဖြစ်ပါတယ်။ယာဇာရဲ့စိတ်ထဲမှာယူရဲ့အမေကထူဆန်းနေပါတယ်။အကြောင်းဆုံးသိ ီကျင်တာကြောင့်ယူရဲ့အဖေဖြစ်သူအိမ်ကိုပြန်သွားပါရီထုံးစံတိုင်းလင်မယားနှစ်ယောက်ကစကားများနေပါရီရှာရှာရှိတာရှာနေကြတော့တေးမအိုရာဇာကဘာကြောင့်ဖေမမသွားရလဲလို့မေးလိုက်ပါရီအပေါ်လက်ညှိုးထုတ်ပြတာကြောင့်ရာဇာကအပေါ်တက်သွားပါရီရာဇာကပူတွဲချီထားတဲ့အယုံနှစ်ယောက်ကိုတွေ့ပါရီကျုပ်ဖြစ်ပေးလိုက်တဲ့အချိန်မှာတော့ထိန်ချုပ်ခံထားရတဲ့မောင်တေးတို့လင်မယားကလွတ်မြောက်သွားခဲ့ပါရီမောင်တေးကလေဘောရဲ့ကိုယ်ထဲဝင်ပြီးတော့ကျေးဇူးတင်ကြောင်းရာဇာကိုပြောပါရီရာဇာကတေးတွေကိုမြင်ရပြီမဲ့ယူကိုမမြင်ရတာကသူ့တထူးဆန်းနေခဲ့ပါရီရာဇာတို့ကတကောကြီးတဲ့ဖုန်းတော်ကြီးတစ်ပါးစီကိုတွားကြပြန်ပါရီဖုန်းကြီးကယူကိုမြင်ရအောင်လို့ရာဇာကိုကူညီပေးပါ ါရီဂျာဇာကယူကိုမြင်ရဖို့အတွက်တေပိစာအလောင်းရဲ့မချောက်သေးတဲ့မျက်ရည်ကိုသူ့မျက်လုံးမှာတုပ်လိုက်ပါရီယူကိုမြင်ရပြီမဲ့အတန်းတော့မကြားပဲဖြစ်နေပါရီယူကသူမရဲ့အိမ်ကိုယာဇာတို့ကိုတာခိုင်းလိုက်ပါရီသူမရဲ့နှစ်ချက်ကိုယာဇာကိုရှာခိုင်းပြီးတော့ယာဇာနဲ့ဆက်တွေ့စကားပြောပါရီဒေါ်ရင်တို့လင်မယားကယူကိုမွေးစားခဲ့ကြတာဖြစ်ပြီးတော့မောင်တရေကမရငင်းနဲ့ဖောက်ပြန်ခဲ့တာပါယူကကျမကြီးအရာချူချခဲ့တာကြောင့်ဒေါ်ရင်ကအောင်လန်းနဲ့ကူပေးခဲ့ပါရီကျမကြီးပိုဆိုးလာတဲ့ယူကတည်သွားခဲ့ပါရီယူကသူမရဲ့ဝိညာဉ်ကိုလွတ်မြောက်အောင်လို့ယာဇာကိုကူညီခိုင်းပါရီစေယုံဟောင်းမှာဒေါ်ရင်စုထားတဲ့ဝိညာဉ်တွေကိုလွတ်ခိုင်းပါရီတကောင်မတိုင်ခင်မှာ ဒေါ်ရင်ရဲ့အစီအစဉ်ပြက်မှာသူမကလွန်မြောက်ခွင့်ရမှာဖြစ်ပါရင်အန်ရရှိနေတဲ့နေရာဖြစ်တာကြောင့်တုတ်ကြီးကမသွားဖို့ရာဇာကိုတားပါရင်ရာဇာကသူတယောက်တည်းသွားခဲ့ပြီးတော့ဝိညာဉ်တွေကိုရင်ဆိုင်ပါရင်တုတ်ကြီးနဲ့လေဘောကရောက်လာခဲ့ပြီးတော့ရာဇာကိုကူညီပေးကြပါရင်ရာဇာကဒေါ်ရင်စီကိုသွားပြီးတော့ယူယူဝိညာဉ်အိုးကိုယူဖို့ကြိုးစားပါရင်သူကိစ္စကိုဝင်ချုပ်တဲ့ရာဇာကိုဒေါ်ရင်ကဓာတ်နဲ့ကျတော့ယူယူကဝန်ခံလိုက်ပါရင်ဒေါ်ရင်ကဒေါ်သားထွက်သွားခဲ့ပြီးတော့သူမကိုသူမလည်းပဲနှိလိုက်တယ်ဆိုရင်ပဲစိုးသွားတဲ့မိစ္ဆာမကြီးလိုဖြစ်သွားပါရင်အဆုံးမှာတော့ယူယူကသူမအမေကိုနားချခဲ့ပြီးတော့နှစ်ယောက်လုံးကျွတ်လွတ်သွားကြပါရင်ရာဇာတယောက်တည်းမှလေးယူယူနဲ့ခွဲရတော့မှဖြစ် လို့ဝန်နဲ့နေပါရယ်။ယာသာတယောက်ဘာမှတောင်မပါသေးခင်မှာချစ်သူကအနေဆရောက်သွားရှာပါရယ်။ပြိတက်ကြီးတို့ထဲမှာလည်းလက်နေရင်ခွဲဆွေးရမယ့်အရေးကရှောင်းအောင်လို့ချစ်တဲ့သူကိုချစ်ရင်ချစ်တယ်လို့ပြောလိုက်ကြပါ။အဆုံးထိချစ်ပေးလို့ဂျေဇူးတင်ပါရယ်။